အားလုံးပဲမင်္ဂလာပါရှင်။တိုင်ကတုသမီ channel ကနေကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ဇတ်တော်ကြီးဆဲပွဲတဲကနေမိဇတ်တော်ရဲ့အကြောင်းကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်။နေမိဇတ်တော်ရှေ့အခါကဝိဒေဟရတိုင်းမိထီလာပြည်၌မက္ခဒေဝအမည်ရှိသောမင်းသည်မင်းပြူဤ ထုံမင်းသည်မௌဒရာပိတေကမင်းမျိုးမင်းနွယ်ဖြစ်၍မင်းသားငယ်ဘဝအနှစ်၈၀၀၄၀၀၀အိရှိမင်းဘဝအနှစ်၈၀၀၄၀၀၀၀၀၀စံစားပြီးမှ ခမီးတော်ဖရာကနန်းရိပ်လွှဲအပ်သည်ဖြင့်ထီနန်းကိုအနှစ်၈၀၀၄၀၀၀တိုင်တိုင်စိုးဆန်သည် ထိုမက္ခဒေဝမင်းသည်နိခပါဒမီကို တောင်းတခြင်းအာတရာရှိသောမင်းဖြစ်သည် တနေ့တွင်မင်းကြီးဤဆံမုတ်စိတ်ကိုစက်တာသေးအားပြင်ဆင်စေရာ ဦးကောင်း၌စံဖြူတစ်ချောင်းကိုမြင်၍မင်းကြီးအားလျှောက်ထားလေသည် မင်းကြီးသည်ထိုစံဖြူကိုရွှေမွေးညက်ဖြင့်နှုတ်ဆဲ၍လက်ဖွားထ၌တင်ပြီးစံဖြူကိုကြည်လျက် ငါတို့တိမ်မင်းဤစရင်ဝင် လူဖြစ်ပြီးဟုမှတ်ချက်တစိမ့်သည်နှစ်ဖူး၌ထိုးနှိပ်လာပြီးဖြစ်၍ငါကယဟန်ပြုချိန်အရွယ်ရောက်ပြီးဟုကြံပြီးလျင်ဆက်တာတဲ့အားကြေးစွာရွာတရွာစုပေးပြီးတားကြီးအိမ်ရှိမင်းအားပြည်စည်းစိန်ကို အနှင်းကတရက်ဥယျာဉ်၌ယဟန်ပြုလေသည်မေတ္တာကရုဏာမုဒိတာဥပိ္ပခာတိဟုသောဗြဟ္မဝိဟာရဘာဝနာတရားဖြင့်တမာပတ်နှင့်ပြည့်စုံစွာ ဇာနုကီလနာကိုပြု၍ပြန်လွန်တော်မူသည့်အခါဗျမ္မာပြည်၌ပြောင်းလဲဆံပယ်တော်မူသည်သားတော်အစဉ်မြေးတော်အဆက်ဆက် မြစ်တော်အညွန်တို့သည်လည်းထုံဤတူစွာယဟန်ပြူကြ၍ဇံအစွမ်းဖြင့်မြမပြည်၌ရောက်ရှိကြကုန်သည်ထို့သောယဟန်ပြူကြကုန်သော မကဒေဝမင်း၏သားတော်အစဉ်မြေးတော်အဆက်ဆက်မင်းအပေါင်းတို့သည် မကဒေဝမင်းမှရေတွက်လျင် 19,996ရောက်ရှိပြီဖြစ်သည်။မြမပြည်သူရောက်နေသော ထိုမင်းမကဒေဝသည် လူပြည်ရှိမိမိလက်ရှိအမျိုးအနွယ်သည်ယဟန်ပြုကျင့်ခြင်းအကျင့်မပြတ်ဆက်ခံပြီးမိဟုံမဟုတ်ကို ကြည့်ရှုစင်ကျင်တော်မူသည်။ ထိုအခါမိမိ၏အနှွယ်ဆက်သည်တောထွက်သောအမျိုး အစဉ်ပြတ်တော်မီကိုမြင်ရလျင်ဇန်ဤအာနုဘော်တော်အားဖြင့်မြတ်မပြီး၌စုတေယမိထီလာပြီးမင်းကြီးဤမိဖုရားဝန်း၌ပရိသေတေဆွဲတော်မူသည်မိဖုရားကြီးသည်ပရိသေတေဝင်ကိုရွက်ဆောင်ခြင်းအချိန်စီလျင်ဖုံးပညာလက္ခဏာကြီးငယ်နှင့်ပြည့်စုံပြီးရွှေအစင်းကဲ့သို့အစင်းရှိသောဖျားလောင်းတို့သားကိုဖွားမြင်တော်မူလေသည် ဖျားလောင်မင်းသားအားအမီးမဲ့ရန်ပုံနာတို့အားစီဝေးပြီးစေလျင် နမိတ်လက္ခဏာဖတ်စေသည် မင်းသား၏ဖုံးအာနုဘောသည်ခမီးတော်ဘိုးတော်ဘေးတော်ပြီးတော်အဆက်ဆက်သောရှေးမင်းတို့ထံဖုံးတကိုကြည့်ပြီးဤမင်းသားနောက်တွင်အနွယ်ဆက်ခံမည်သူမရှိတော့ဟုဖတ်ကြားလျှောက်ထားကြကုန်သည် ထို့ကြောင့်မင်းသားအားနေမိကုမာရဟူသောအမည်ကို ပေးတော်မူသည် ထိုဖျားလောင်နေမိကုမာရမင်းသားသည်ငယ်စဉ်မှစပြီးအလူပေးခြင်းတီလာဆောက်တည်ခြင်းဥပုပ်တည်င်းသုံးခြင်းတို့၌အလွန်ပျော်မွေ့တော်မူသည်ခမည်းတော်မင်းကြီးသည်ရှေးမင်းများကဲ့သို့ ဦးကောင်း၌စံဖြူကိုမြင်သောအခါတားတော်နေမီကုမာရာမင်းသားအားတိုင်းပြည်ထီးနှံကို အနှင်းအဆုံးအမပေးပြီးလျင်တရက်ဥယင်တော်၌ယဟန်ပြူတော်မူကားဗြမ္မာဝိဟာရကိုပွားစေလျက်အတန်အဆုံး၌မပြတ်သောဇံအာနုဘောဖြင့်ဗြမ္မာပြည်သို့ရောက်တော်မူသည်ဖျားလောင်းနေမီမင်းသည်ခမည်းတော်၏အရိုက်အရာကိုယူ၍မင်းဖြစ်ပြီးနောက် မြို့တကားလေးမြင့်နာမြို့လေစားသည်ငါးဌာနတို့၌အလူစရက်ကြီးတစောင်စီစောက်စီပြီးယတိယဟန်းရှင်လူအပေါင်းတို့အားအလူရှိတိုင်းသုံးဆောင်ဖွဲရာတို့ကိုပေးလူစွန်ကျဲစေသည် မိမိကိုယ်တိုင်၅ပါးသီလကိုနေ့စဉ်မပြတ်စောင့်တည်ကျင့်တော်မူသည့်အပြင်ပြည်သူများကိုလည်းတရားပြသဆုံးမတော်မူသည်မိမိမင်းသည်ဤသို့အလှူပေးခြင်းသီလစောင့်တည်ခြင်းအစရှိသောကုသိုလ်စရိုက်များကို မပြတ်အားထုတ်တော်မူသည်အတာဟိတာပရဟိတာတို့ကိုစောင်းရွက်တော်မူသောနေမိမင်းကြီးသည်ဒါနာနှင့်သီလနှစ်ပါး၌မိသည့်တရားသည်သာအကျိုးကြီး၏ဟု ဝေဖန်ဆုံးဖြတ်နိုင်ခြင်းမရှိဖြစ်နေသည်ထိုအခါဖျားလောင်ဤတီလာအနုဘောတော်ကြောင့်တရားမင်းဤပန်တုကပလာကြောက်ဖြားသည် ပူပြင်းမာကြောလာပြီးတရားမင်းသည်လည်းလူပြည်ကိုမျှော်ကြည့်လေသည်ထိုအခါနေမိမင်းကြီးဤဒါနာနှင့်တီလာယုံမာခြင်းကြောင့်ဖြစ်သည်ကိုသိရှိလျင်နေမိမင်းရှိရာသို့ရောက်ရှိခဲ့သည်တရားမင်းသည် နေမိမင်းဤစက်တရေတိုက်သို့ဝင်ပြီးလျင် ကောင်းကင်၌ရက်နေပြီးအလိုရှိအပ်သော ပြဿနာကိုမေးရန်ပြောလေသည် နေမိမင်း၏အမေးပြဿနာကိုကြားလျင်တရားမင်းကအမျက်ဆုံးဖြစ်သောဒါနာ၏အကျိုးသည်အယုတ်ဆုံးဖြစ်သော ဥပုပ်သီလ၏အကျိုးကိုမမီနိုင်ကြဥပုပ်အင်္ဂါတစ်ခုတည်းမြပြည့်စုံသည်ဖြစ်လျင်ပရိတရိမင်းဧကရိမင်းစာသောမင်းတို့၏စီစဉ်ကို ပေးတတ်သည် အလက်ဖြစ်သောဥပုပ်တည်င်းသည်လူမင်းစည်းစိမ်တို့ထံအစတရာမကမျက်လှသောနတ်မင်းစည်းစိမ်ကိုပေးသည် အမျက်ဆုံးသောဥပုပ်တည်င်းသည် လူမင်းနတ်မင်းတို့၏အစထောင်းတောင်းမကလွန်သောကိလေသာစင်သည်ဗြမမင်းအဖြစ်သို့ရောက်တတ်သည်ဟူရှင်းပြလေသည် ထို့အပြင်တရားမင်းသည်ဒါနာထက်သီလအကျိုးကြီးကြောင်းကိုတက်သေးတာတကားများထုတ်နှုတ်ဟောပြောလေသည် ထိုတက်သေးဖြစ်ရမြမှာ ုတီပါအမည်ရှိသောမင်းတာကရမင်းသေးလာမင်းမုံစလိန်နာမင်းဩတိန်နရာမင်းကတပမင်းတို့သည်အလုံးစုံသောကောင်းမြတ်သည့်အလှဝိထုတို့ကို ပေးလူခြင်းပူဇော်ခြင်းဟုဆိုအပ်သောမဟာဒါနကိုသာ ပြုဘူးကြသည်ကြောင့်ကာမဝဆရနှင့်ပြည်တို့သာလာခဲ့ရသည်အိညာမထောင်းမဲ့ချိုးချံစွာသောအကျင့်ကိုကျင့်ကြကုန်သောယာမဟာနုရှင်ရသည် တောမာယာကရှင်ရသည် မနောစာရှင်ရသည်တမௌဒရာရှင်ရသည်မာကရှင်ရသည်ဗရဟရှင်ရသည်ကတ္တပရှင်ရသည်ကိတဝုစာရှင်ရသည် အကတိရှင်ရသည်လို့သည်အိမ်ယာမထောင်ပဲသီလာဖြီချိုးချံကြင်ကြံကြသောကြောင့်ကာမဝဆရာနှင့်ပြီကိုကြော်လွန်လျက်အလွန်တန့်စင်ကျဲသောမြမမင်းဤအဖြစ်သို့ရောက်ရှိကြလေသည် ထို့ကြောင့် အလူဒါနာဤအကျိုးထံမြမစရိယသီလာဤအကျိုးသည် အစထောင်းတောင်းသိမ့်မကမြတ်ဒီကိုမှတ်ယူတော်မူလောဟုဟောကြားလေသည်ထို့အပြင်တရားမင်းသည် ကိုယ်တိုင်တွေ့မြင်ဘူးသောတီတာမြကန်း၌တည်င်းသုံးသောဇန်ရရက်တိတပါအကြောင်းကိုလည်းတသက်ထုတ်ရဟောလေသည်ခိမဝနာရှိ ရွှေတောင်နှလုံးတို့အကြ၌နေရောင်မတန်းသည်ဖြင့်ချမ်းမြေအေးကြည်သားရလျက်ရှိသောတိဒါမြရှိသည့် ထိုတီတာမြကန်း၌နှလုံးမွေလျော်ပွဲရှိသောမြေအရ၌ရှင်ရသည့်တကောင်းများတည်င်းသုံးတော်မူလျက်ရှိသည်ရှင်ရသည့်အပေါင်းတို့သည်မိမိတို့ကိုခန္ဓာဤမျှတခြင်းသာလျှင်အဟာရမိဝဲကြပြီးဇန်ချမ်းသာဖြစ်သာနေကြလေသည် ထိုရှင်ရသေးတို့အနံရှင်ရသေးတပါးသည်ငိမ့်သက်သောအိန္ဒြေဖြင့်ဘာယာနတိပြည်သို့ဆုံးခံဝင်လေသည် မင်းကြီးဤပရောဟိပုံနာသည် ကြည်ညိုသဖြင့်အိမ်အတွင်းသို့ပင့်ဆောင်၍ဆုံးဆက်ကပ်လေသည်ရှင်ရသိအားအကျွမ်းဝင်သည့်အချိန်တွင်ဟိမဝနာ၌အပိညာ၅ရက်တမပတ်ရှိဦးအထူးထူးနှင့်ပြည့်စုံကြသည်ရှင်ရသိတထောင်တို့နှင့်အတူတည်င်းသုံးတော်မူနေကြသည်ကိုသိရှိရလျင်ပရောဟိပုံနာသည်အပိညာတကူးကိုလိုလားတတ်မှတ်လေသည် ထို့ကြောင့်ရှင်ရသေးကဲ့သို့ယဟန်ပြုလိုကြောင်းလျှောက်ထားသည့်အခါပရောဟိတ်သည်ဘယင်ဤအနယ်ဘွားဖြစ်၍မင်းကြီးခွင့်ပြုမှယဟန်ပြုနိုင်ကြောင်းဖြေကြားကကောင်းကင်ခရီးဖြင့်တီတာနဒီမြစ်သို့ ပြန်ကြွသွားလေသည် ပုံနာသည်မင်းကြီးထံခွင့်ပန်းရာ မင်းကြီးကလည်းရတိပြူပြီးကရတိအသွင်ဖြင့်မြင်လို၍ကြွားရောက်ရန်မှားကြလိုက်သည်ပုံနာသည်ဇန်ရရတိထံသို့လိုက်ပါ၍ရတိပြူ၏ ပုံနာသည်ဇန်ရရက်တိပေးသည့်ဤအတိုင်းကပ္ပတန်တရားကိုအာထုတ်သည်ဖြင့်အဘိညာန်တမာဘတ်တရားတို့ကိုရ၍မိမိအလိုရှိတိုင်းကောင်းကင်ခရီးဖြင့်ဆုံးခံနိုင်လေသည်ထိုပရောဟိတ်ရက်တိသည်မိမိ၏ဝန်ခံကတိအတိုင်းမင်းကြီးထံကြွားရောက်လာသည် မင်းကြီးကလည်းရသေးကိုမြင်လျင်မိမိဤပရောဟိမန်တိသဖြင့်နန်းတွင်သို့ပင်၍ပူဇော်တက္ကာယပြုလေသည်မင်းကြီးသည်ကြည်ညိုတရာပွားလုံးသဖြင့်ပရောဟိရသေးနှင့်အတူဟိမဝနာ၌တရင်သုံးတော်မူကြလျက်ရှိသောရသေးတထောင်တို့အားနေ့စဉ်မပြတ်ဆုံးလုံကျွေးရန်အချွေအယံများနှင့်တကွာလိုက်ပါလေသည် မင်းကြီးသည် ရတိတပေါင်းတို့အားနေ့စဉ်မပြတ်ဆုံးလုပ်ကြွေးသည်မှာအနှစ်တပေါင်းမြပင်ကြာလေသည်မင်းကြီးသည်ဤကဲ့သို့နှစ်လကြာရှည်စွာ ရှ िख ိုးဖူးမြော်ခြင်းပူဇော်ခြင်းကြီးကျယ်လာသောမဟာဒါနကြီးကို နေ့စဉ်မပြတ်ပြုခဲ့သည်ဒါနကုသိုလ်တို့ကြောင့်တရားမင်းဖြစ်လာသည်ရတိတပေါင်းတို့သည်ဗြဟ္မဘုံသို့ရောက်ကြကုန်သည်တရားမင်းသည်နေမိမင်းအားဒါနကုသိုလ် တိလကုတုနှစ်ပါးစလုံးကိုမမေ့မလျော့ပြေဆုံးအောင်ကြင်ကြံလေးရန်မှားကြဆုံးပါပြီးတာဝတိန်သာနှက်ပြီတို့ပြန်လေသည်ထိုနေ့သည်လာပြင်းနေဖြစ်၍တာဝတိန်သာသူဓမ္မသဘင်၌နှက်တို့အစည်းဝေးပြုလုပ်ခြင်းနှင့်ကြုံကြိုက်နေသည် တရားမင်းသည် သူတဘာသပင်နတ်တို့အလဲ၌ခင်းထားသောတရားမင်းနေရာ၌ထိုင်လျက်ကိုယောင်ပြလေသည်နှမများကအရှင်မင်းကြီးအဘယ်အရက်တို့ကြွနေသနည်းဟုမေးမြန်းလျှောက်ကြလေသည်တရားမင်းကလူပြည်၌ဂုံတည်င်းကြီးသော နေမိမင်းကြီးသည်ဒါနအကျိုးနှင့်သီလအကျိုးဝေခွဲမရဖြစ်နေသည်ကိုမိမိဖြေဆိုဆုံးဖြတ်ပေးခဲ့ကြောင်းရှင်းပြလေသည် ထိုအခါနတ်အပေါင်းတို့ကခုံတင်းကြီးသောနေမိမင်းကြီးကိုမြင်ဘူးလို့၍ပင့်ခေါ်ပေးပါရန်လျှောက်ထားကြသည်။တကြာမင်းသည်ဝေဇယနာယထာမှုဖြစ်သောမာတလိနတ်သားကိုခေါ်ယူစေတော်မူရာ မာတလိနတ်သားသည်ယထာကို အလုံးစုံပြင်ဆင်၍တိန်တော်မြင့်တထောင်ကားပြီးလျင်နတ်ပြည်အရှိမျက်နာမင်္ဂလာတကားမှဆင်းသက်လေသည်။ မိတ်ချီလာပြီးသူရောက်လျင်နေမိမင်းကြီးအားတကြမင်းကပိတ်ဆောင်ရန်စေလွန်ကြောင်းပြောပြသည်နေမိမင်းကြီးကလည်းပြည်သူအများကိုတရားမမေ့ရန်မှာကြား၍ဝေစီယနာယထာထက်သို့တက်၍လိုက်လေသည် လူအပေါင်းတို့သည်ငါတို့အရှင်ဤဖုံးတကိုအာနုဘောသည် လူပြည်သားမကနတ်ပြည်တို့တိုင်အောင်ကြော်စောပေသည်ဟုအလုံးအံ့ဩချီးမွမ်းပြောဆိုကြသည်မိမိမင်းကြီးယထာထတ်တို့ရောက်သောအခါမာတလိနတ်သားကယခုသွားရမည့်ယထာသည်မကောင်းမှုကိုပြုကျင်သောသူတို့၏လာရငရဲပြည်သို့သွားသော ခရီးလေးရှိသည် ကောင်းမှုပြုကျင့်တော်သူတို့စံစားရာနတ်ပြည်ဘုံဘိမှန်တို့သွားတော်ခยีလဲရှိသည်မိသည့်ခยีလမ်းကြောင်းဖြစ်သွားလိုကြောင်းမေးရာမင်းကြီးကငရဲပြည်နတ်ပြည်နှစ်ပြည်စလုံးကိုပင် မြင်လိုသည်ဟုဆိုသည်ထို့အခါမာတလီကအောင်းအထက်ခရီးကိုတပေါင်းနဲ့သွားရန်မဖြစ်နိုင်၍မိသည့်ခရီးကိုရှေးဦးစွာကြွမြင်တော်မူလိုသည်နီးဟုမေးမြန်းရာမင်းကြီးကငရဲပြည်ကိုကြည်ပြီးမှနတ်ပြည်သို့တက်မည်ဟုဖြေကြားလေသည် ချိုအပ်ခါမာတလိနသားသည်တညိုးငရေကြီး၏အယံဖြစ်သောဩဒတငရေပြည်သို့မြင်းပြန်တထောင်ဆောင်ကဝေဇယနာနတ်ယထာဖြင့်ခရီးစတင်လေသည်ဝေဇယနာယထာမူမာတလိနသားသည်တညိုးငရေကြီး၏အယံဖြစ်သောဝေဒရဏီကျင်းပိုက်ချောင်းဩတဒရငရေတို့ရောက်သောအခါမိမိတကိုယ်ဖြင့်ငရေခံကြရကုန်သောတတဝါအပေါင်းတို့အားနိမိမင်းကြီးအားမြင်တော်မူစေသည် တန်ရီဘုံတဲ့နိုင်အလျံတောက်သောတန်ကြာရွက်များပြည့်၍ရေတပင်လုံး၌တင်တုံးသားများကို စိုက်ထည်ထားသည့်အပြင်တန်ဆူးကြိမ်တွေတို့လည်းများလာသည်ငရဲခံရသူတို့သည်ငရဲထင်းများ၏နှိပ်စက်မှုကိုမခံနိုင်၍ကြိမ်ပိုက်ချောင်းထဲသို့ကြာကဆူးရှာပောက်ပြဲကုန်သည် လူဘဝကအာနေသောသူတို့ကိုမိမိ၏အာနာစီးစိမ်လက်ယုံအားစသည်ဖြင့်တနည်းနည်းဖြင့်နှင်းဆဲသူများဖြစ်ကြပေသည် ထိုနောက်ခွေးကြားကြီးငရဲတို့ရောက်ပြန်သည်ထိုငရဲခွေးတို့သည်ဆင်းလောက်ကြီးမာသည်ကြီးလင်းသားတို့သည်လည်းလှဲပိန်ခမ်းမြကြီးမာသည်သွားနှုတ်သီးတို့သည်တန်ဖြစ်သည်ငရဲခံရသူတို့အားငရဲခွေးနှင့်ကြီးလင်းသားတို့သည်ကြိုက်ဖြတ်ထိုးပေါက်ကြသည်ထိုငရဲခံရသူတို့မှလူဖြစ်စဉ်ကစင်းလဲဝင်တို့ဆဲဆူနှုတ်ကြမ်းသူများဖြစ်သည်ထိုမှတဖန် တဇောတိငရဲသူရောက်ပြန်သည် ထိုငရဲ၌လူဘဝကကုသူဖြူသည်ကိုမနာလိုခြင်း သူတော်ကောင်းတို့အားညှင်းဆဲခြင်းစောင်းမြောင်းခြင်း ပြုခဲ့သူတို့သည်ငရဲဖြစ်သည် ကိုယူဇနာခံအလျံပြောင်ပြောင်တောက်နေသည်မြေ၌ငရဲခံရသူတို့သည်နင်းသွား၍ငရဲထိန်တို့ကထန်းလုံးခံတောက်လောင်နေသောလှံတို့ဖြင့်ရိုက်ပုတ်နှိပ်စက်ခြင်းကို ခံရသည်တဇောတိငရဲဖြစ်သည် လူဖြစ်စဉ်ကလိမ်လည်အလူခံ၍ကိုကျိုးစားသုံးသူများငရဲခံရသည်မိကြီးတွင်ငရဲသို့ရောက်ရှိခဲ့ပြန်သည်ငရဲထင်းတို့သည် အလျံပြောင်ပြောင်တောက်လောင်နေသောတန်လျက်လန်တို့ဖြင့်ငရဲသားများအားထိုးခုတ်ရိုက်ပုတ်ခါမိကြီးတွင်သို့ဆင်းစီပြီးတန်ချင်းတောင်ဖြင့်မိကြီးကဲကို အပေါ်မှ လောင်းချခြင်းပြုလေသည် မာတလိသည်တန်တောင်ကြီးကဲ့သို့သောအိုရေ၌တန်ရီဘူးတို့ထားပြီးငရဲထင်းတို့ကငရဲခံရသူတို့အားထိုအိုရေတို့စောက်ထိုးပစ်ချသည်တန်အိုးငရဲတို့နှင်ပြန်သည် လူဘဝကအကျင့်သီလရှိသူများအားဆဲရဲတပုတ်ခဲ့သူများကြခံရသည်ငရဲကံဖြစ်သည် လူဘဝကငှက်ခတ်မုတ်ဆိုးများဖြစ်ခဲ့၍ငရဲ၌ရဲရဲတောက်သောတန်ကြိုးဖြည့်ချီနောင်ကတန်ရီအိုးကင်းတဲ့သို့ပြစ်ချခံနေရသည့်ဒုတိယလောဟဂုံမီငရဲသို့ရောက်ပြန်သည် ထို့နောက်ပူပြင်းသောတံမြေကိုနင်း၍ရေငတ်မှုသည်ဖြင့်မြစ်သို့ဆင်းတောက်သည့်အခါ မြစ်သည်ပြာပူအတိဖြစ်၍နှက်ခမ်းပူအသေးတို့လောင်မြိုင်ယိုထွက်သည်ပြာပူမြင့်ငရဲသို့ရောက်ရှိပြန်သည်ထို့ငရဲကန်း၌ကြခံနေရသူများမှလူဘဝကစပားကုံသေးများဖြစ်ပြီး စပားကို ဲမြေစီစီစသည်တို့ရောပြုံရောက်ချခဲ့သူများဖြစ်သည်မာတလိနတ်သားသည်ထိုးမတဖန်လက်နံငရဲသူနှင်ပြန်လေသည်ငရဲထိန်တို့သည်ငရဲသားတို့အောင်လက်နံမျိုးစုံဖြင့်အပိုင်းပိုင်းဖြတ်ခြင်းတီးခြင်း ထိုးစွာခြင်းရိုက်နှက်ခြင်းတို့ကိုပြုသည့်ငရဲဖြစ်သည် လူဘဝကတက်ရှိတတ်မဲ့ဥစ္စာတို့ကိုခိုးယူခဲ့သူတို့ကြခံရသည့်ငရဲခံဖြစ်သည်လူဘဝကတငါသားထိုးလောက်ကံကြ၍ငရဲထင်းတို့ကငရဲသူတို့အားရဲရဲတောက်သောတန်ကျိုးဖြစ်ချီ၍လက်နက်တို့ဖြင့်ထိုးခုတ်တက်ဖြတ်ပြီးငရဲကြခံရသူတို့မတည်မရှင်ခံစားရသည့်အသားစုငရဲတို့ရောက်ပြန်သည်ထို့နောက်ယုံပွဲအတိဖြစ်သောအညီအကျေးမစင်တို့ ့ကို စားတောက်ချင်းပြင်ငရဲခံနေကြရတော့ကျင်ကြီးကျင်ငယ်တွင် ငရဲသူရောက်ပြန်သည် ထိုသူတို့သည် လူဘဝက အမှုမရှိသူကို အမှုရှာ အမှုရှိသူကိုမျက်နှာသာပေး၍အာဂတိလိုက်စားသူများဖြစ်ကြသည် အမိအဖအတန်ကားတို့အားပြမတ်တဖြဲ၍သွေးပြည်အည်အရွယ်များကိုစားတောက်ကြရသည် သွေးပြည်တွင်ငရဲသူရောက်ခဲ့ပြန်သည် ထို့နောက်လူဖြစ်စဉ်ကစင်းလဲမှုများတွင်အာဂတိလိုက်စား၍ခုံတမတ်ရာဖြတ်ပွဲစားပြုခဲ့သူများခံနေရသည့်အရေးဆုံးအသားဖြတ်ငရဲသို့ရောက်ရှိခဲ့ပြန်သည်အာသောရှာရင်ကို ဖောက်ထွင်းချိန်ဆွဲကပူပြင်းသောတံမြေပြင်ပေါ်သို့တင်ပြီးတိတ်ဆက်ခံနေရသည်ထို့နောက်လူဘဝကတယောင်လင်းဆောင်ထားသော မိမများချီအားတန်လိန်တုံးကြီးများဖြင့်လှိမ့်သည့် တန်ကြိတ်လုံးငရဲ့လူဘဝ၌သူတပားသားများကိုပြမကျူးလွန်ခဲ့၍မိကြည်စုဘောတို့ကိုကိုစောက်ထိုးကိုင်ညီချသည့်ဥဆောင်ချငရဲကံလူဘဝ၌ကံကံဤအကျိုးကိုမယုံကြည်ဘဲမှားသောအယူကိုယူခဲ့ကြသူများအားတန်ဖြည်းစူးဖြည့်ပြည့်နေသောလက်ပံပင်၌လင်းသည်အောက်မှအထက်သို့မရသည် အထက်မှ အောက်သို့တက်ဆင်းစေ၍စူးများစူးစေ၍ပျက်စီးကြရသည် လက်ပံတော်ငရဲသူရောက်ရှိခဲ့ပြန်သည် နေမိမင်းသည် ထိုးတို့သောငရဲသားများအားတွေ့မြင်ရသဖြင့်ထိတ်လန့်မှုနှင့်အတူတန်ဝေကတရားရရှိလေသည်ဝိဇယနာယထာမူမာတလိနတာသည် နေမိမင်းကြီးအားငရဲပြည်သို့ပြပြီးနောက်ငရဲပြည်မှပြန်တက်၍အထက်နနန်းသို့ကောင်းကင်ခရီးဖြင့်နှင်လာရာ မြင့်မူတတရာဘန်သို့မရောက်မီဘုံငါးဆင့်ရှိ အမြင့်စနစ်ယူဇနာရှိသောဗရဏီနတမီဤဗရမ ्या ပိမှန်သူရောက်လေသည်ဗရဏီနတမီသည်ကတ္တပဘုရားရှင်လက်ထက်ကပုံနာဤအစီကံဖြစ်သည်တခင်ပုံနာ ပြုလိုသည်တန်ခါရှိပါအားနေ့စဉ်စွန့်ကြွေးလှုပ်ကြွေးရန်စီစဉ်ပေးသည်အပြင်မိမိရသည့်အဥ္စာဖြစ်လေလှူဒန်း၍တီလာဆောက်တည်ခဲ့သည်ဖြင့်ဤပိမှန်ရှင်ဖြစ်လာသည်သောမတဆင်မာတလိနတသည်ယထာကိုဆက်လက်နှင်းခဲ့ရာ သေနာဒိန်ဘုံ ဖလိကဝိမာနာဗိမ္မံဝေလူရိယဝိမာနာဗိမ္မံဒုတိယဖလိကဝိမာနာဗိမ္မံတတိယဖလိကဝိမာနာဗိမ္မံဒုတိယဝေလူရိကဝိမာနာဗိမ္မံကိစ္စနဝိမာရာဗိမ္မံအာကာတထဝိမာနာဗိမ္မံစတုမဟာရေဘုံများကို ရောက်ရှိပြီးသည့်နောက်တာဝတိန်သာနှင့်ပြည်သူရောက်ရှိလေသည် သေနာဒိန်ဘုံ၌ခန်းစားနေသောနတ်သားသည်ကတ္တပဖျားလက်ထ၌တကြွယ်ဖြစ်ပြီးဥပုပ်တည်နေတိုင်းစောက်တီခဲ၍ဤစည်းစိမ်ကိုရရှိခြင်းဖြစ်သည် ဖိကဝိမာနာဗိမာန်သည်နှစ်သမီးများဆံရပုံဖြစ်ပြီးအမြင့်25ယူဇနာရှိ၍ယေတနာခုနှစ်ပါးခြေလေလျက်ဖဲသားအတီးဘုံနှန်းဖြစ်သည်ထိုနှစ်သမီးများသည်ကတ္တပဖျားရှင်လက်ထက်တော်၌ဘာယာနတိပြီမှတငယ်ချင်းတစုဖြစ်ပြီးသီလစောက်လေးခြင်းကုသိုလ်ဒါနအတူစီမံပြုလုပ်ခြင်းယေတနာ၃ပါးကိုစီကတ်ခြင်းကမ္မထံစီဖြန်းခြင်းစာသည်ကောင်းမှုကုသိုလ်များကြောင့်ဤကဲ့သို့စံစားနေရခြင်းဖြစ်သည် ဝေလူရိကဝိမာနာဗိမာန်သည်ကြောင်မြတ်၍မြပလဲမျက်ရှင်တို့ထွန်တောက်လျက်ရှိပြီးနတ်သမီးပေါင်းများစွာချမ်းရန်လျက်နတ်သားနတ်သမီးအစုံတို့စံမြန်းရာဗိမာန်ဖြစ်သည်ထိုနတ်သားနတ်သမီးတို့သည်ကတ္တပဖျားရှင်လက်ထက်တော်ကအတူစုပေါင်း၍ယတနာ၃ပါးကိုစည်းကပ်ခြင်းတန်ဃာတော်များအားဝိတ္ထုပစ္စည်းစွန်းတင်ကန်လှူဒန်းခြင်းရေကန်ရေတွင်ဇယက်ဆောက်လုပ်ခြင်းစသည့်ကုသိုလ်ကောင်းမှုတို့ကိုပြုခဲ့ကြသူများ များဖြစ်သည်ဒုတိယဖိကဝိမာနဗိမာန်သည်ဖဲနန်းဗိမာန်ကြီးဖြစ်ပြီးယေတနာများအတိဖြင့်မှုေးထုံသောပန်ဥယင်ချမ်းရလျက်ရှိသည်ထိုဗိမာန်၌စံမြန်းနေသောနှစ်သားသည်ကတ္တပဘုရားရှင် လက်ထက်တော်ကမိထီလာပြီးမှတကြွယ်ဖြစ်ပြီးတည်တီလာစောက်တည်ပြီးယဟန်တို့အားပစ္စည်းပရိက္ခယာနှင့်ကြောင်းကံ လူဒန်းခဲ့သူဖြစ်သည်ဖဲအတီပြီး၍ရေကန်ဥယျာဉ်နှင့်တကွာကျေတနာခုနှစ်ပါးချဲလဲအပ်သော တတိယဖလိကဝိမာနာဗိမာန်ရှင်သည်ကတ္တဗာဘုရားရှင်လက်ထက်ကမိထီလာပြီးမှတကြွယ်ဖြစ်သည်ယဟန္တာတို့အားဥယင်ရေကန်းဇောင်းတန်းတကားစသည်များကိုစောက်လုံလူဒန်းခဲ့သည်ဝေလူရိကကြောင့်မြက်ယတနာများဖြင့်ရှင်လင်းတောက်ပါသောဒုတိယဝေလူရိကဝိမာနာဗိမာန်ရှင်သည်ကတ္တဗာဘုရားရှင်လက်ထက်တကြွယ်ဘဝက ကန်ကန်၏အကျိုးကိုယုံကြည်လျက်တန်ကားတော်များအားလှူဒန်းခဲ့သော အကျိုးကိုစံစားနေရသူဖြစ်သည်ရွှေစင်အတိပြီးသောကစ္စတဝိမာနာဗိမာန်ရှင်သည်ကတ္တပဖရာလက်ထက်တော်ကတာဝုထီပြီးမှတကြွယ်ဖြစ်ပြီးကြောင်းဇယံရေတွင် ရေကန်ဆောက်လုပ်ခြင်းဥပုပ်တည်င်းဆောက်တည်ခြင်းတို့ပြုခဲ့သူဖြစ်သည် အာကာတထဝိမာနာဗိမာန်သည်လျက်စစ်ပြတ်တကယ်သို့ဝင်းလှရက်သောပြတ်တက်ဗိမာန်ကြီးဖြစ်ပြီးစံမြန်းသည့်ဗိမာန်ရှင်သည်ကတ္တပဘုရားလက်ထတော်ကယဟန်တာမဏိပြု၍သာသနာတော်ကိုချီးမြောက်ခါတိလဘာဝနာဖြည့်ဆည်းခဲ့သူဖြစ်သည် စတုမဟာရိပုံသည် ဖုံတကူကြီးသောနဂါးကလုံးဂုံမာရခါတို့ဤတေနင်းနမင်းကြီးလေးပါပျော်စံရာဌာနဖြစ်သည်မတလိနတ်သားသည် တုတ်တတမျိုးအရှိမျက်နာတွင်စိတ်တကုတကားမှဝင်လေသည် ထိုတကားဆောင်းနိုင်ထားသောတကြားယုံများကိုနေမိမင်းကြီးအားပြသလေသည် ရှေးသောအခါလူပြည်မကရစ်တိုင်းမဇလရွာမှမာကလူလင်နှင့် အပေါင်းအဖော်သုံးချိတ်တို့သည် ကုတူကံကြောင့်တကြားမင်းဖြစ်လာသည် ရှိနှင်ပြီးသောတကြားမင်းအဟောင်းနှင့်မြို့ကိုထွက်ဝက်စီခွဲ၍အုပ်ချုပ်ကြသည်တကြားမင်းဟောင်းသည် ကာမဂုံကျူး၍ရင်မူးမေးလျော့သဖြင့်နတ်ပရိသတ်နှင့်တကားမာကတကြားတို့ကတုံးဖယ်ခဲ့ရာမြင့်မူတောင်ကြီး၌အတူရာပြည်ကိုတီလေသည် ထိုမာကတကြားမင်းသည် လူဘဝက သူဇာတာ သူဓမာ သူနန္ဒာသူစိတ်တာဟုသောခင်မွန်ကြီးလေးပါရှိသည်အငယ်၃ယောက်သည်ဥယင်ဇရက်တစောင်းကောင်းမှုကြောင့်နတ်မင်းနှင့်အတူမရှိမနှောင်းပင်တာဝရင်သာနတ်ပြည်၌နတ်မီဘုရားဖြစ်လာသည် သူဇာတာမိဖုရားကြီးသည် ကောင်းမှုတို့ကိုမေ့လျော့ခဲ့သည်ဖြင့် စုတီလျင် ဥပြိုင်းမှဖြစ်ခဲ့ရသည်တကြမင်းဤဆောင်းမမှုကြောင့်ဥပြိုင်းအဖြစ်မှ လူပြည်တွင် သူစင်းရဲမှထိုးမတဆင်အတူရာပြည်၌အတူရာနတ်သမီးဖြစ်လေသည်တာဝရင်သာနတ်ဘရင်မာကတကြမင်းသည်အတူရာပြည်သို့မထင်မရှားဝင်ရောက်ခါသူဇာတာနတ်သမီးကိုဆောင်ယူခဲ့ပြီးမိဖုရားကြီးတင်ထားလေသည်အတူရာနဲ့ဒီပြီကိုဆွံ့ရသည်ပြင်တမီးကိုလည်းဆွံ့ရသည်ပြန်၍ ရံကျွေးရံစားနှစ်ခုကြောင်းနှစ်စဉ်တစ်ခုပွင့်ချိန်တိုင်းတရားမင်းအားရံပြုစခင်းလေးရှိသည်ထို့ကြောင့်အတူရာစစ်တီတို့မချီကဝွန်စေရန်မာကတရားမင်းဤရုပ်သွင်တော်များကိုဤစိတ်တကူတကားပြဆက်တစောင်း၌စီရင်ထားခြင်းဖြစ်သည်ထို့နောက်နေမိမင်းကြီးအားမာတလိနတ်သားက ခုနှစ်အင်သောယတနာဖြင့်အသွေသွေတို့ဖြင့်အံ့ဘွယ်ကောင်းလာသည်ဘုံနန်းပိမ့်မှန်ရေကန်ဥယင်တို့ကိုပြသပြီးတုတ်တာဒနာမျိုးတွင်သို့ဝင်လေသည်နတ်တပင်၌စီဝေကျင်းပါနေသောနတ်အပေါင်းတို့သည်နေမိမင်းကြီးရောက်လာသည်ကိုမြင်လျင်နတ်ပန်းများဖြင့်ပူဇော်ကြသည်နတ်တပင်စီဝေကျင်းပါနေသည် သူဓမာတပင်သည် ရွှေငွေပလဲကြောက်မြက်ရွဲတို့ဖြင့်ပြည့်ရှံလျက်ရှိသည် ဤသူဓမ္မဇယက်ကြီးသည်တရားမီးဤမိဖုရားသူဓမ္မဒေဝီဤကောင်းမှုအာနိသင်ဖြစ်ပြီး နတ်သားအပေါင်းတို့သည်၃လလတကြိမ်လူပြည်သူဆင်၍ကောင်းမှုပြုသူများဆရင်ကိုကောက်ယူလျက်မှတ်တမ်းတင်သာဓုခေါ်ရာဇယက်ဖြစ်လေသည် နေမိမင်းကြီးအားတကြားမင်းစီစဉ်ပေးသောပတ်လင်ထပ်သို့ကြွားရောက်စေသည်နတ်သားတို့လည်းမင်းကြီးအားနတ်စည်းစိမ်အလုံးစုံကိုအနှင်း၍နတ်ပြည်၌သာစိုးစံရန်မင်းကြီး၏အဆုံးအမကိုခံယူလိုကြောင်း ဖိတ်မှန်တကားပြုသည် နေမိမင်းကြီးသည်လည်းမိမိလူပြည်သူဆင်၍တည်င်းတီလာစောက်တီကနတ်စည်းစိမ်ကိုထ ာဝရပိုင်ဆိုင်အောင်စ조사လိုကြောင်းလူအများကိုလည်းဌာနသီလဖြည့်ဆည်းအောင်တိုက်တွန်းနှိုးဆော်ပြီးကုသိုလ်မျိုးစေ့ကိုစိုက်ပျိုးလိုသေးကြောင်းလူပြည်မှမိပြားချင်းနဲ့တကွာဆွေတော်မျိုးတော်တို့စိတ်ပူပန်နေကြမည်ဖြစ်သောကြောင့်လူပြည်သူပြန်ခွင့်တောင်းလေသည်တကြမင်းကလည်းခွင့်ပြုပြီးမာတလိနတ်သားကိုပင် ဝေဇယနာယထာဖြင့်ပို့ဆောင်စေသည် နေမိမင်းကြီးသည် လူပြည်သို့ပြန်ရောက်သောအခါမိမိမြင်ခဲ့ရသောငရဲပြည်၊နတ်ပြည်အကြောင်းတို့ကိုပြောပြဆုံးမလေသည် နေမိမင်းကြီးသည်တတိယအရွယ်သို့ရောက်သောအခါစက်တာတဲ့အားစံပြူပြင်စေရာစံပြူတချောင်းတွေ့ရလျင်ရှင်းမင်းအဆက်ဆက်တို့ကဲ့သို့သားတော်ကာလရထာအားထီနန်းလွှဲအပ်ခါတောထွက်တော်မူလေသည် ဒီကနေ့တော့ကတော့ဒီလောက်ပါပဲရှင်။နောက်နေနောက်နေတွေမှာလည်းပို့ပြီးတော့စိတ်ဝင်စားဖို့ရာကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်။ကျမတို့ရဲ့တင်ကတုသမီ channel လေးကနေတုဒ္ဒရတရပွဲရာ စာအုပ်စာပေတွေကို နေ့စဉ်ဖတ်ရှုပေးလျက်ရှိပါတယ်။ဒါကြောင့်မို့ကျမတို့ရဲ့ channel လေးကို like กัน subscribe ပြီးလှူထားပေးဖို့တောင်းဆိုပါစေရှင်။နားဆင်ပေးကြတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။